လုံနာတီဗီရော်လေးထဲမှာရှေ့ရက်ကရန်ကုန်စေယုံကြီးထဲမှာအတူလုခဲ့ရလေးကိုလိုက်ကူလာခဲ့တာပါလုံးကဘဲဥတီဆောင်နေမဲ့နန္ဒရာရေကျော်လေးရဲ့အောက်တီလီရီရဲ့ကိုလူဦးရေ300ဆတူခဲ့ပါတယ်။ လူ၃00ကျားအတွက်ဆိုတော့လုံးက catering service ကိုအပ်ခင်ရပါလုံးအပ်လိုက်တဲ့ service ရဲ့နာမည်ကတော့အဝကျိတ်ပါလေအဝကျိတ်ရဲ့နေစတူကအလုပ်တွေဖြစ်တဲ့ချက်ပြုတ်ရေးအတွက်လူအင်အားဆက်ရှိရမယ်မနက်၄နာရီကတည်းကနေထားပြီးချက်ပြုတ်ဖို့ရပြင်ဆင်ကြရလေးကိုရောတားပြီးတော့မှတ်တမ်းယူလာခဲ့ပါရင်တခါတလေတရက်ထဲမှာအလူ၁၀ခုလောက်စုံတဲ့ရက်တွေဆိုလို့ရှိရင် ညာလုံးမမနေမနာစေတနာအပြည့်တရားအပြည့်နဲ့အလူရှင်တွေလူချင်းတို့များအပြည့်အဝဖြစ်စေရအောင်လုပ်ကြရပါတယ်ဒီမှာကအကျော်လော်တွေနည်းနည်းရည်အတွက်ဟင်းသီးနည်းရစီတန်ကို အသုံးပြုပေးကြပါတယ်လုံးလုံးနဲ့ဘဲဥတီဆောင်ဟင်းအတွက်ရာသီပေါ်အသီးနှံဆောင်ထည့်ပေးတာတွေ့လို့နေကြည့်တော့အမြဲလို့လို့ဆယ်မျိုးဝင်းကျင်ထည့်ပေးရလို့ပြောပါတယ် အရင်အတိုင်းရေအပြင်ကြပြုတ်ရပါသေးတယ်လို့အဟာရရှိသေးရကိုချိုပါရင်အနားအတိုင်းလိုအပ်တာတွေကအရာဓာတ်တွေဖြည့်နေရင်ဥလေးတွေထည့်ပြီးရနောက်မှာတော်တော်လေးရှားချင်းတွေဖြစ်နေပါပြီအင်းကြောင့်ပဲဟင်းလေးနဲ့တွဲဖက်စားဖို့ကတော့လိုက်ဖက်လာရဲ့ပုံစံချမ်းမြန်ပြရည်ကြော်လေးပါဆန်ကိုလည်းအတောင်ပဲတုံးပေးထားလို့အလူရှင်တွေပို့ပြီးဝမ်းမြောက်ရပါတယ်။လုံးက300ဆန်လိုခဲ့တော့ပြီး20ချက်ရပါ ေအဝါချိတ်က2019ခရဲကနေကကြွင်း service လောက်လာခဲ့ရမလို့ဘာပြီးရင်ဘာလုပ်လို့နှိမ့်ရမလို့တော့အောင်ကြည့်လက်ရင်မြင်နေကြတဲ့ဟင်းချက်အဖွဲဖြစ်ကြောင်းလည်းတွေ့ခဲ့ရပါတယ်လုံးလို့ပဲအခြားအလူရှင်တွေရဲ့ကြာဆန်းဟင်းသားနဲ့အခြားဟင်းတွေကိုလည်းမြန်မြန်ဆန်ဆန်ချက်နေကြတာတွေ့ခဲ့ပါတယ် ုံးကရန်ကုန်စည်ယုံကြီးမှာမိလိုက်စားတို့ရမို့တို့မနက်7:00နာရီလောက်မှာစပြီးပြကြပါရဲ့ဒီမှာတခုကောင်းတာကကုတူပါရမီဖြစ်ပြီးရဲ့လူနာရှင်မိသားစုဝင်တွေကလက်ခံကြရာပူလေးကိုပူစီယူလာကြတာမို့လို့လုံးလုံးကပူခွက်ကိုထပ်ပြီးတော့ကုန်ကြရမရှိပါဘူးလုံးကနွေရတင်မို့အပီးလေးတွေရောထည့်ချင်လို့လူ300ကျောက်35ပိတ်တာကိုမထုတ်ကလေးတွေထုတ်ပြီးတော့လူစီဝေပေးခဲ့ပါသည် သမင်းဟင်းအပြင်ဗာပီးလေးကြီးရတော့အယမ်းကြုံကြရတွေ့လို့ပီတိဖြစ်ရပါတယ်။ဒီလိုမျိုးအရသာရှိပြီးသမင်းမင်းကြီးမဟင်းလေးတွေနဲ့လူအပ်တူရဲ့ဝမ်းမင်းကိုတနက်စာနေပြေးခင်းရလို့တွေ့တိုင်းဝမ်းမြောက်ပါ යි ။နောက်ထပ်လူဖြစ်တိုင်းမှာအသီးလေးတွေထည့်ဖြစ်အောင်ထည့်မယ်လို့ရပြီးပါ යි ။လုံရဲ့အလှူပီဂျိုလေးကတော့ဒီထိပါပဲ။လူချင်းတူတွေအတွက်အเจ้าမြအသေးစိတ်လေးတွေကိုလည်းလုံမန်းထဲမှာရေးပေးထားပါမယ်နော်။တတား